ဖယ်ကွန်ဖယ်ကွန်တကယ်ပဲ Amazon စီးရင်တူးမှာချန်ပီယံဖြစ်တော့မယ်ဖယ်ကွန်လားအဲယူဘိုလို့เนาะဒီနေ့မှဆိုရင်ဖယ်ကွန် eSport ကတော့တင်းဆဲဖေးဟိုပါ21ဆိုတဲ့ reason နဲ့နိုင်ပြီးတော့ရှစ်ပွဲဆော့တာရှစ်ပွဲလုံးအနိုင်နဲ့ဒီ ranking table ဇာတ်ရဲ့ number 1ကိုတော့ထပ်ထိုက်တနံနဲ့ရရှိခဲ့တဲ့အတင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီဖယ်ကွန်ရဲ့အခု line အရာဂျန်ကယ်လာတက်အာဒီနေ့ဆော့ရတဲ့တင်းဆဲဖေးနဲ့ပွဲတွေရောအရင်ပွဲတွေရောအရန်ကောင်းတယ်ပြီးလို့ရှိရင် goal line ကနေပြီးတော့မစ်ပြောင်းဆော့တဲ့ bini တကယ် position တွေယူတာတည်တည်တတ်တတ်နဲ့တကယ်ဆော့တာတကယ်အဆင်ပြေတကယ်ကောင်းတယ်ပြီးလို့ချင်းနောက်တဲ့ improve ဖြစ်လာတဲ့ player ကတော့ kiss eight လို့ပြောရမယ် kiss eight ကရင်းဝါတော့ hero ပူချင်းတယ်လို့ထင်ရပါမယ် kiss eight က ambassador season 2မှာတော့ kiss eight ရဲ့ performance တွေရလဲတကယ်ဒီထွက်ပြီးတော့ဒီချောင်းဆိုတဲ့ hero မျိုးပြီးပဒန်းဆိုတဲ့ hero မျိုးတွေရော grow တွေရော hero မထအောင်ကင်တွေရဲ့ kiss eight ရဲ့နောက်တဲ့တစ်ခုကဒီ ryan mid တောင်မှဒါတော့ထဲမဆော့သေးဘူးနော် ryan mid ကလည်းဒီ ryan mid နဲ့အတူ andy team မှာ champion ဖြစ်ပြီးတော့ဒီ c game ကိုသွားရမှာဆိုတော့ အခုပွဲမှာဆိုရင် Ryan Met တော့မှာပဲထည့်ပြီးမစော့သေးဘူး New Ko နဲ့စော့တာအဲ့ New Ko နဲ့ကလည်းတကယ်အဆင်ပြေနေရဲ့ Bowling မှာဆိုလို့ရှင်တော့သူတို့အရင် Fairwon Junior Player တယောက်ဖြစ်တဲ့ San Yi Win စော့တာ San Yi Win စော့တဲ့အခါမှာလည်းပို့ပြီးတော့ဗျာ Bini ထက်ဟောမတအောင်ဆိုရင်တော့မှာပဲ Bini ထက်မနိုင်ဗျာတချို့ချို့တော့ပွဲမှာဆိုရင်လည်း Performance တကယ်ထွက်တယ်ဆိုတော့ဒီ Fairwon ရဲ့ Line ကဒါတော့မှာပဲ Ryan Met ရဲ့ပူပေါင်းပောင်ဝင်ခြင်းမရှိသေးတာတော့မှပဲ new phone နဲ့ဆော့ရဲ့ line up မှာတော့မှပဲတကယ်တောင်းပြီးတော့တကယ်အဆင်ပြေရဲ့ဗျာ တကယ်လည်းချန်ပီယံဖြစ်ဖို့အတွက်ထိုက်တယ်လေချန်ပီယံဖြစ်ဖို့အတွက်လည်းရေပန်းစားနေရဲ့အသင်းကိုမြင်ရမှာပဲဖြစ်ပါတယ်ဗျ။ Okay ဒါဆိုလို့ရှိရင်တော့မနက်ဖြန်မှာဆိုရင်တော့ဒီဖယ်ကွန်အတွက်နောက်ဆုံး6ချိန်မြောက်အဆော့ရမယ်ပွဲ6ချိန်မြောက်ပွဲရတော့အကျွန်တော်တို့ဖန်ပေးတောင်းတဲ့အသင်းအကျွန်တော်ကိုယ်နဲ့အားပေးတဲ့ AI Sport နဲ့ပွဲဖြစ်ပါတယ်။ဒါကတော့ Amazon စီရင်တို့ regular season ရဲ့အပိတ်ပွဲပဲဖြစ်ပါတယ်။ဖယ်ကွန် Esport ပတ်သက် AI Sport တို့ရဲ့ပွဲကိုညနေ9:00နာရီမှာစောင့်ကြည့်မှာပဲဖြစ်ပါတယ်။ ဖယ်ကွန် e-sport ကတော့10ပွဲတွေ့ခဲ့တယ်10သင်းလုံးကိုတော့ရှင်းခဲ့ပြီးပြီမနက်ဖန်တွေ့မဲ့ AI e-sport ကိုဖယ်ကွန် e-sport ထပ်ပြီးတော့ရှင်းမလားဒါမှမဟုတ် AI e-sport ဖယ်ကွန် e-sport ရှုံးပွဲဖြစ်အောင်လို့ဖန်တီးပေးသွားမလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာကဲဒီ Amazon ပွဲတွေကို live stream ကြည့်လိုက်ကြတဲ့ဂျီကိုတွေကထုံးတန်နိုင်မယ် profile မှာလက်ချတာကျွန်တော် YouTube channel မှာစာတို့ပြန်နေပေးထားပါတယ်ကဲဂျီကိုတို့ကသွားကြည့်လို့ရပါတယ်ဗျာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြရအောင်တောင်းဆိုချင်ပါတယ်တက်တော့မှာကြည့်ရှုနေတဲ့ဂျီကိုတွေကကျွန်တော်ရဲ့ video တွေကိုနှက်တက်တဲ့သဘောကြရဲဆိုရင် report ကကော်ပီလေးလုပ်ပြီးတော့ကူညီပေးခဲ့လို့ရပါတယ်။ကဲကျွန်တော် e-sport ကြောင့်ဒီ plan တက်ဆက်ပေးနေရဲ့ဝေကြီးပဲဖြစ်ပါတယ်။